ဟယ်လိုအားလုံးမင်္ဂလာပါကျွန်တော် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှလည်း29ရက်နေ့မှာထပ်ပြီးတော့အဲဖိတ်ခေါ်ထားတဲ့လောက်ကန်ခွင့်လန်းနေတဲ့28ရက်နေ့အတွက်အဲဖိတ်ခေါ်ထားတဲ့လောက်ကန်ခွင့်လန်းနေကိုပေါ်ပြပေးတော့မှာဖြစ်တဲ့အတွက်အလုပ်ပကံပေါင်းတော့30ကျော်လောက်ရှိပါတယ်အဲကျွန်တော် channel လေးနဲ့တူအဆုံးထိလိုက်ပါပြီးတော့နားဆင်ပြဖို့ဖိတ်ခေါ်ပါရစေဒီကနေ့ဖိတ်ခေါ်ထားတဲ့အလောက်ကန်တွေကတော့ အမျိုးအစားစုံလင်လာပါတယ်။ဆိုရင်ကျွန်တော်တို့စပြီးတော့နားထောင်ကြည့်လိုက်ရအောင်နော်။ပထမဆုံးအဖွဲ့အစည်းတစ်ခုအနေနဲ့ဆိုရင် PGK ဆိုတဲ့အဖွဲ့အစည်းရဲ့ position တစ်ခုခေါ်ထားပါတယ်။ပြင်မနာ location အတွက်ဖြစ်ပါတယ်။အဲတစ်ခုက nurse position တစ်ခုနောက်တစ်ခုက medical officer တစ်ခုကိုပြင်မနာအတွက်အခုခေါ်ထားတာတွေ့ရပါတယ်။နောက် MAM ဆိုတဲ့ဘက်ကလည်းရန်ကုန်ဒေသအတွက်ကိုကျွန်တော်တို့ Senior Final Officer Position ခေါ်လာတာရှိပါတယ်အဲ AHRN ဆိုတဲ့ဘက်ကလည်းအဲ Sky Region အတွက်ကိုကျွန်တော်တို့အဲ Lab Technician ဆိုတဲ့ Position ရလူကို ခေါ်လာတွေ့ရပါတယ်အဲနောက်ဖွဲ့စည်းတစ်ခုဆိုရင် MHA ရဲ့ဖွဲ့ကရန်ကုန်နဲ့ Free Project Area အတွက်ကို uh, training consultant for ultrasound ဆိုတဲ့ position ခေါ်တာတွေ့ရတယ်။ ICRC အဖွဲ့ကလည်းရန်ကုန်အတွက်ကို matter head and psychosocial support fee officer ဆိုတဲ့ position ခေါ်ထားတာလည်းရှိပါတယ်နော်။ပြီးတော့ VFM ဆိုတဲ့အဖွဲ့ကလည်းလေကူးနဲ့လိုင်တာယာအတွက်ကို brand accountant ခေါ်ထားတာရှိပါတယ်။ IFRC မြန်မာ organization ကလည်းပဲရန်ကုန်ဒေသအတွက်ကို IT officer ခေါ်ထားတာရှိပါတယ်။ အာ IRC ကနခုမြစ်ချနာအတွက် position နခုခေါ်ထားတာကတော့ community head officer တခုရဲ့ cleaning supervisor တခုနခုခေါ်ထားတာရှိပါတယ်။နောက် HMM ဆိုတဲ့ဘက်ကလည်း Plewa Chin State အတွက်ကို teacher ဆိုတဲ့ position တခုကိုခေါ်ထားတာတွေ့ရပါတယ်။ပြီးတော့ MRCS မြန်မာချက်ချင်းရဲ့ဘက်ကလည်း warehouse တန်လျင်အတွက်ပေါ့နော်ကျွန်တော် warehouse security အဲတခု position တခုခွာထားတာရှိပါတယ်အဲ ICRC ဖွဲ့ကလည်းရန်ကုန် region အတွက်ကိုဘိုင်ယာနော်အဲဘိုင်ယာဆိုတဲ့ position ခွာထားရှိပါတယ်အဲ IIF RC မြန်မာဖွဲ့ကလည်းကျွန်တော် senior protocol officer ခွာထားတာရှိပါတယ် and now see CFN ဘက်ကလည်းမန္တလေးအတွက်ကို project coordinator ခေါ်လာတာရှိပါလေ HI အဖွဲ့ကလည်းပဲမန္တလေး region အတွက်ကို project officer business needs ဆိုတဲ့ position ခေါ်လာတာရှိပါလေနောက်တစ်ခု CFN ကပဲမန္တလေးအတွက်ကို mail officer position ခေါ်လာတာရှိပါလေနောက် HI ကလည်းပဲမန္တလေး region အတွက်ကို project manager ခေါ်လာတာရှိပါလေအဲ MEM ဘက်ကလည်း Yangon Coordination Office အတွက်ကို Logistic Assistant ဆိုပြီးတော့ position ခေါ်ထားတာရှိပါတယ်။နောက်ဖွဲ့စည်းတစ်ခုအနေနဲ့ကြည့်မယ်ဆိုရင် GDN ဆိုတဲ့ဘက်ကပကုတ်ခုအတွက်ကို position တစ်ခုခေါ်ထားတာရှိပါတယ်။တစ်ခုက MNE Assistant နဲ့နောက်တစ်ခုက Admin Logistic and Finance Assistant ဆိုပြီးတော့ position တစ်ခုခေါ်ထားတာရှိပါတယ်။အဲ TDHL ကလည်း Yangon Region အတွက် HR Officer ခေါ်ထားတာရှိပါတယ်။ ICRC အဖွဲ့ကလည်းတောင်ကြီး base in တောင်ကြီးအတွက်ကိုကျွန်တော်တို့ protection fee officer position ခေါ်တာလာရှိပါတယ်။နောက်တစ်ခုကတော့ organization မဖို့ပြပနဲ့ရန်ကုန်ရခြင်းအတွက်ကို strategy policy evidence and learning director ဆိုတဲ့ position ကိုလည်းဖိတ်ခေါ်တာလာရှိပါတယ်။အဲနောက် facility ခုနေနဲ့ကြီးနေစဉ် PA ဆိုတဲ့ organization ကလည်းစကိုင်းအတွက် position ၄ခုခေါ်ထားတာရှိပါတယ် ပထမတစ်ခုကတော့ admin and finance assistant နောက်တစ်ခုကတော့ data assistant project assistant နောက်ပြီးတော့ mail officer ဆိုတဲ့ position တွေကိုဖိတ်ခေါ်ထားတာတွေ့ပါတယ်အဲ PA အဖွဲ့ကပဲ Sky Region အတွက် project manager ထပ်ခေါ်ထားတာရှိပါတယ်အဲနောက်ဆုံးအဖွဲ့စီးတစ်ခုအနေနဲ့ဆိုရင် MHAA အဖွဲ့က Yangon Region အတွက်ကို consultant for personal safety and security training ဆိုတဲ့ position ကိုလည်းကျွန်တော်တို့ပြကောက်သားလာရှိရှိပါတယ်လို့ဒါကတော့29ရက်နဲ့28ရက်နေ့ပေါင်းပြီးတော့ကျွန်တော်အတင်ပြသွားတာဖြစ်ပါတယ်အလောက်ကင်ခွန်းလန်းနေရတော်တော်များပါတယ်ကျွန်တော်တို့ဒီအလောက်ကင်ခွန်းလန်းနေနဲ့ပတ်သက်ပြီးတော့ဆင်လိုက်ကိုကျွန်တော်တို့အလိုအပ်တဲ့ link တွေကိုအ comment box မှာကျွန်တော်အခြားထားပေးပါမယ်လိုအပ်တဲ့ညီကိုတွေအတွက်တော်ရောက်ပြီးတော့အဲလေလာကြည့်ရှုရှောက်ထားကြည့်လို့ရပါတယ်။ဟုတ်ကဲ့မနေ့ပြမပြန်တွေ့ကြပါမယ်။